ဒီ day အပြီးသွားရင်နိုင်ငံခြားသွားလို့ရတယ်ကျွန်တော်နောက်နေရာမဟုတ်ဘူးကျွန်တော်တကယ်ပြောနေရပါမယ်ကျွန်တော်ရဲ့မိတ်ဆွေတယောက်ဖြစ်တယ်ဗောနော်ဆရာဦးတင်လင်းလလွယ်တွေးလလွယ်ရေးကိုကျွန်တော်ဗာမေးဘူးလဲဆိုရင်နိုင်ငံခြားကိုရပ်ပိုင်းအတွင်းသွားတော့မယ့်လူတယောက်ကိုဆရာဘာတင်လဲလို့မေးလိုက်တော့သူကဘာပြောလဲဆိုရင် question word တွေတင်တယ်လို့ပြောလိုက်တယ်ခွရှင်ဝတ်တွေတင်မယ်လို့ပြလိုက်တော့ပြန်စဉ်းစားကြည့်လိုက်တော့ဟုတ်လားဆိုတော့တိတ်ဟုတ်တာပေါ့။ဘာကြောင့်လဲဆိုလို့ရှိရင် question ဝတ်သိရနဲ့တယ်အင်္ဂလိပ်ကိုပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံခြားသွားတဲ့အခါကျရင်ကျွန်တော်တို့မေးရမယ်လို့ထင်လား။များများဖြေရမယ်လို့ထင်လား။ပြောချင်တာကများများလိုက်မေးနေရမယ်လို့ထင်လား။များများဖြေနေရမယ်လို့ထင်လား။တကယ်တကယ်ကများများလိုက်ပြီးတော့မေးနေရမှာပါ။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားမှာကျွန်တော်တို့မသိတာတိုင်းဝိုင်းထဲမှာကျွန်တော်တို့မသိတာတွေပဲ။မသိတာတွေကိုလိုက်ပြီးတော့မေးဖို့လိုလာတယ်။မေးမယ်ဆိုရင်မေးမယ်ဆိုရင်ဘာလို့လဲ။မေးမယ်ဆိုရင်မေးခွန်းစကားလုံးလိုပါတယ်။မေးမယ်ဆိုရင်မေးခွန်းစကားလုံးသိဖို့လိုပါတယ်။ကဲနမူနာတစ်ခုပဲပြောကြည့်အောင် ဲ့အဲ့ဆောင်ရှိတယ်။တခြား verb တွေကျွန်တော်နားမလည်သေးဘူး။သူ့ကိုလည်းမခေါ်တတ်ဘူးဆိုပါတော့။ဒါပေမဲ့ဒီကောင်သိအောင်နဲ့အင်္ဂလိပ်စကားဖြစ်ပြီ။နမူနာစမ်းကြည့်အောင်နော်။ဒီလုံးလေးပြောကြည့်အောင်။ What? What ဆိုဗမာလို့ဆိုရင်ဘာလဲလို့ဒီပဲထွက်တယ်။ဘာလဲ။အဲ့တော့သူ့ရဲ့ဖြေရပါဖြစ်သွားလဲ။ Hansel ခဲတယ်ပေါ့။ဟောနောက်တစ်ခါမိကုံပြောင်းမယ်။ Where? In my hand. ကျွန်တော်ရဲ့လက်ထဲမှာ။ Where ဆိုတာကဘယ်နေရာလဲလို့ဒီပဲထွက်တယ်။ဘယ်နေရာလဲဆိုရင်ဟာကို do that will can ဒါတွေမထုတ်ခင်မှာပဲပွဲလို့တလုံးလာနေမိလိုက်တာနဲ့ဘယ်နေရာလဲဆိုတဲ့အထိပဲထွက်သွားတယ်ပြောချင်တာမေခွန်းတစ်ခုဖြစ်သွားတယ်မေခွန်းစကလုံးတလုံးနဲ့နဲ့မေခွန်းတစ်ခုလုံးဖြစ်သွားနိုင်တယ်ဒါပေမဲ့ broken သဘောတော့ဆောင်းတာပေါ့ဒါပေမဲ့အလုပ်ဖြစ်တယ်နောက်တစ်ခု who's who's ဘာလို့ခါလဲဘာလို့ခါလဲဆိုတာကျွန်တော်ဟာပေါ့ mine ပေါ့နော် mine any mine ပေါ့အဲ့တော့ who's ဆိုတာဘာလဲဆိုရင်ဘသူဟာလဲ who's တလုံးနဲ့မေပစ္စည်းတစ်ခုကန်ပြီးတော့ who's ဘသူဟာလဲလိုက်မေလို့ရပြီပေါ့နောက်တစ်ခါ how many how many ဘလောက်များများလဲလို့မလဲတာသူအဖြေကပြောင်းသွားတယ်မိဘဖြစ်သွားလဲ one ကျွန်တော်မိကုန်းတလုံးတန်းနဲ့ပြင်မိကုန်းလုံနေရနော် how many ဒါဆိုသူအဖြေက one ဖြစ်မယ် how many ဒီပါလဲဆိုရင်ဘယ်လောက်များများလဲအဲ့မှာတတိထားမှာက how many ဒီရေတွက်လို့ရတဲ့ဟာ countable noun တွေကိုသုံးတာခဲတန်ဒီရေတွက်လို့ရတာဖြစ်တဲ့ကြောင့်ကျွန်တော်က how many နဲ့မိလိုက်တာဒါပေမဲ့ခဲတောင်ပြပြီးပြနောက်တစ်မျိုးမေးကြည့်အောင် how much how much ော်ဒါဆိုရင် तू ကဘာပြောရလဲဆိုရင်ခဲတံဘယ်နှချောင်းလဲလို့မေးတာမဟုတ်တော့ဘူးဒါအနေဘယ်လောက်များများပါပဲဒါပေမဲ့ခဲတံလို့ရှိတွက်လို့ရတဲ့ဟာကိုပြပြီးတော့ how much လို့မေးတော့ तू ဘယ်နှချောင်းလဲလို့မေးတာမဟုတ်ဘူးသူ့ရဲ့တန်ဖိုးဘယ်လောက်ကျလဲလို့မေးတာဖြစ်တယ်ဒါဆိုရင်တော့900လားမသိဘူး500ပေါ့နော်ဒါဒါအဲ့တော့ how much ကကြတော့ uncountable noun လို့ခေါ်တယ်ရေးတွက်လို့မရတဲ့ဟာကိုမေးတယ်အဲ့တော့တချို့ကြကျွန်တော်မေးကြတယ်ဆရာပတ်စံကရေးတွက်လို့မရဘူးလားဒါဖြစ်လို့ပတ်စံကို uncountable noun နဲ့မှာ ထည့်ရလေရေတွက်လို့မရဘူးလို့တတ်မှတ်တာလေပတ်စံလို့ကျွန်တော်ရေတွက်လို့ရတယ်လို့ပြောကြတယ်တကယ်တော့ပတ်စံရင်းမဲ့ဆိုရေတွက်လို့မရပါဘူးပတ်စံကိုရေတွက်ဖို့ဆိုရင်ကျွန်တော်တို့က unit တစ်ခုကိုသုံးရတယ်100 200 300 400ကိုရေတွက်မှာလားဒါမို့1ဒေါ်လာ2ဒေါ်လာ3ဒေါ်လာလားဟုတ်နော်ဒါမို့1 rule လို့2 rule လို့အဲ့လို rule နဲ့ဟိုရေတွက်မှာလားဒါမို့ရေ1000 2000 1000နဲ့ရေတွက်မှာလား စသည်ဖြင့်ကျွန်တော်က unit တစ်ခုသုံးပြီးမှရေတွက်လို့ရတယ်။သူ့ ਈ ဘက်ဆိုရေတွက်လို့မရဘူးလေ။အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ပတ်စံကိုပတ်စံ ਈ ဘက်ကိုကျွန်တော်ဘာလို့သတ်မှတ်ထားလဲဆိုရင် account ထဲမှာရေတွက်လို့မရဘူးလို့သတ်မှတ်တဲ့အတွက်ကြောင့်ကျွန်တော် how much နဲ့ပဲနေရတယ်။အဲ့နောက်ထပ်ဘာကြီးများဆက်မေးလို့ရသေးလဲ။ why ကိုကြက်ထားမယ်။ဘာကြောင့်။နောက်တစ်ခုဘာဖြစ်လို့နော်ကျွန်တော်ကဒီမှာနည်းနည်းပူးနေတယ်တခြားလေးပြန်ကြည့်လိုက်ပါတော့ why ဘာဖြစ်လို့လဲ။ဘာကြောင့်လဲ။တလုံးနဲ့နဲ့အလုပ်ဖြစ်တယ်။ which ညီဒီရဲ့ ဘယ်ဟာရေလို့ရေးထားနော်မြည်တိရယ်ဘယ်ဟာရေ which မြည်တိဟာလဲဘယ်ဟာလဲဟောနောက်ခါ what time ကဘယ်အချိန်လဲတဲ့အထိပ္ပာယ်ထွက်တယ်ဟောနောက်တစ်ခါဒီမှာ when ဟာလဲဘယ်အချိန်လဲဒါဆိုရင် what time နဲ့ when နဲ့ဘာကွာမလဲကွာလာပေါ့ what time ဒီ specific time လို့ခေါ်တဲ့အသေးစိတ် အချိန်ကိုမေးတာ나이တိကြောင့်မေးတာနော် what time နဲ့မင်း8 o'clock 9 o'clock တို့ပြောရတာဖြစ်တယ် when ကတော့ general time ရေပုံကအချိန်ကိုမေးတာဖြစ်တယ်ဥပမာပေါ့ when is your birthday မင်းရဲ့မွေးနေ့ကဘယ်အချိန်လဲဆိုရင် လနဲ့ဖြင်းလဲရနိုင်တယ်ရက်နဲ့ဖြင်းလဲရနိုင်တယ်ဟောခုနှစ်နဲ့ဖြင်းလဲရနိုင်တယ်ပေါ့သူကတော့ general ဆန်တယ်ရေပုံရဆန်တယ်ဒါတော့နိုင်ရောအသေးစိတ်လေးတဲ့အချိန်မျိုးဟူဘသူလဲငငကြောက်သွားပြီဆိုပါတော့ဒီစိတ်မှာမတ်တဲ့ရတဲ့လူကြီးကိုဟူဘသူလဲပေါ့အဲဒီလိုမျိုးတစ်လုံးနဲ့နေဘယ်လိုလုပ်ဖြစ်တယ်ဟောင်းဟောင်းကြတော့ဘယ်လိုလဲဘယ်လိုလဲဘယ်လိုမျိုးလဲဟောင်း how often ဘယ်နှစ်ကြိမ်လဲ ဲ့တော့ကျွန်တော်တို့ကဒီမိကုံးလုံးလေးကိုကြက်လိုက်ပြီဆိုတာနဲ့နိုင်ငံခြားကိုသွားပြီးတော့ကိုသိချင်တဲ့ဟာလေးကိုနေရာလေးကိုသိချင်ဝဲလူလေးကိုသိချင်လမ်းကြိုးလေးထုတ်ပြီးတော့ဟူးပစ္စည်းလေးကိုပြပြီးတော့ what ဟာလေးဈေးလေးသိချင် how much အ ਨੇ ဆုံးတော့အလုပ်ဖြစ်အောင်ပြောလို့ရပြီအဲကြောင့်ဒါလေးကိုတခြားကြက်ထိုင်ရင်နိုင်ငံခြားသွားလို့ရပြီလို့ကျွန်တော်ပြောတာဖြစ်တယ်ပိုင်ညာကိုကြက်ပါဒီနောက်မှာနောက်ဆက်တွဲတွေလာမယ်အဲ့ခါကျရင်တော့နိုင်ငံခြားကို confident ရှိပြီးသွားလို့ရမှာပေါ့နော်ဈေးတက်တည်ရရင်ရမှာပါဒါပေမဲ့ကျွန်တော်ပြောသလိုပဲ day 1ကနေဈေးတက်တည်ရှိပြီး ျွန်တော်တို့ကအလွယ်လေးဟိုအဲ့ဒီအဲ့ရတဲ့မှာလှဲပြီးတော့အပြင်းပြင်းမကြည့်စေချင်ဘူးစောင်းနဲ့ချရည်ပြီးတော့တေချာတက်မယ်စေချင်တယ်ကဲနေ့စဉ်ပြေးနေကြတိုင်းပဲကျွန်တော်တို့ VAT တွေကိုပေးတော့မယ်မနေ့ကလည်း10လုံးပေးတယ်ဒီနေ့ကတော့9လုံးစီပဲပေးတော့မယ် VAT 0ရှိတယ် VAT infinite လို့ခေါ်တယ်မြန်မာပြည်အချင်းချင်းဆိုတော့နားလဲလွယ်အောင် VAT 0ဘာကြောင့် VAT 0လို့ခေါ်လဲလုံးဝ plain order ချင်တယ်တော့မှတန့်စင်ဖြူစင်နေတဲ့ VAT ကလေးတွေ VAT 1ဘာမှဆိုမဖြူစင်တော့ဘူးတခုခင်းအတွက်ဆိုရင် break ဒါ break လို့တောက်ထွက်တယ် sorry အကြက်ခဲ့ပြီ BREAK မှာ S အများဆိုရင် PIE ရခေမှာဘာမှမထည့်ဘူး။ဟောဒီလိုဖြစ်သွားတယ်။ဒီနှလုံးက2ရယ်ဆိုပေမဲ့ဒါက von 1အစတွေက s မပါတာဒါကအများကြီးအတွက် i တွေ v တွေ u တွေဒီ first person နဲ့ second person ဆိုရင်တစ်ခုရင်းသုံးတဲ့ဟာမသုံးဘူး။အများကြီးသုံးတဲ့ s မပါတာပဲသုံးတယ်။ ver2 b r o k e broke battery b r o k e n broken နောက် break breaks break broke broken ကျိုးတာချိုးတာခွဲတာ ကွဲတာအကုန်လုံးဒီနဲ့ဆက်လိုက်ပေါ့ချိုးဒီချိုးဒီကွဲဒီခွဲဒီဟာပြီနော် brain ယူလာဒီတခု game dress ဆို brain လေးမှာ as ထည့်မယ်ပေါ့အများဆိုရင် brain မှာဘာမှမထည့်ဘူးပေါ့ဘတ်တူကကြတော့ b r o u g h t brought ဘတ်တရီက b r o u g h t brought အားပါရနော်ဒီထားမယ်အဲ့ဒါတော့ဘာလဲဆိုရင်ယူလာဒီဒီကနေအဝေးကိုယူသွားတာမဟုတ်ဘူးအဝေးကနေဆက်ရှိကိုယူလာတာမျိုး b u i l d bade တိဆောက်ဒီ ပုံဝန်းဆိုရင်ဘေးမှာ S ထည့်မယ်တစ်ခုကိန်းအများဆိုရင်တော့ BULD မှာဘာမှမထည့်ဘူးဒီလိုပဲဘတ်တူကကြတော့ BULT bit ဘတ်တရီလဲ BULT bit ပဲအဲ့ဒါပါလဲဆိုရင်တိဆောက်သည်လို့အဓိပ္ပာယ်ထွက်တယ်။ဟောနောက်တစ်ခါ BUY bind ဒါဝယ်သည်တစ်ခုကိန်းဆိုရင် BUY မှာ S ထည့်မယ်အများဆို BUY မှာဘာမှမထည့်ဘူးဘတ်တူက BOU GAT bot ဒီကောင်ကောင်မှားနိုင်သေးရှိတယ်ဒီမှာ R ပါတယ်ဒီမှာ R မပါဘူးနော် brought ဒါ bought battery လဲ b o u g h t bought ဒါပါလဲဆိုရင် where the ဟောနောက်တစ်ခါ c a d c catch catch ကဖမ်းလိဖမ်းလိုက်တာဘောလုံးပြစ်ပေးတာဖမ်းလိုက်တာငါဖမ်းတာနောက်ဘဝန်းဆိုရင် c a d c h မှာ e s ထည့်ရတယ်သူကနောက်ဆုံးအဆုံးသက်က c h နဲ့ဆုံးလို့ as s a c h x ဒီလေးလုံးနဲ့ဆိုရင်များသောအားဖြင့် e s ပေါင်းရတယ်အဲကြောင့်တစ်ခုရင်းဆို e s လေးပေါင်းမယ် ES ပေါင်းတာ CHES ဆိုတဲ့အတန်းလေးက chess ဆိုတဲ့အတန်းလေးအစ်ထက်ထွက်လာတော့ catch ဆိုပြီးတော့ဖြစ်သွားတယ်အခု game အတွက်ဆိုရင်အများ game အတွက်ဆိုရင်တော့ catch မှာဘာမှထည့်စားမလို့ဘူး but do ဆိုရင် CAUGHT caught ဘတ်ထရီလဲ CAUGHT caught ဒါတော့ဗာလဲဆိုရင် handy လို့အဓိပ္ပာယ်ထားတယ် okay သုံးစံအတိုင်းပဲမနေ့ကကြက်တဲ့ဟောင်းပိုင်းပြီဆိုရင်ဒီ minute ဒီ question word ကိုပိုင်းနေအောင်ကြက်မယ်ဒီ verse 0 verse 1 verse 2ကိုအတွဲလိုက်ကိုတွဲနေအောင်ကြက်မယ် နက်ဖြန်စပြီးတော့ကျွန်တော်တို့စမ်းတဲ့ဈေးကိုစပြီးတော့တိဆောက်ပါပြီစမ်းတဲ့ကိုတိဆောက်တဲ့နေ့ကိုမသွားခင်မှာ day 1နဲ့ day 8 day 8ကိုလုံးဝပြန်ပြီးတော့ခြေညက်နေအောင်ခြေပါကျွန်တော်တို့တောက်လျှောက်တင်းသွားမှာမဖြစ်ပါဘူးအားလုံးပဲအဆင်ပြေကြပါစေနော်